အမေမင်္ဂလာပါဗျာကျွန်တော်တို့ဒီ9ရက်17လပဲ2025ပေါ့နော်အဲအဲ့နေ့လေးမှာကျွန်တော်တို့ပွာဖို့မှရှိတဲ့ပစ္စည်းလေးတွေရဲ့ကျွန်တော်တို့ပြီးတော့ဈေးနှုန်းလေးတွေအာမခံလေးတွေပေါ့နော်အဲ့ကောင်လေးကိုကျွန်တော် update price list လေးကျွန်တော်ပြပြပေးပေါ့နော်ကျွန်တော်လည်းဒူလိုက်ခဲ့ပေးပါခင်ဗျာအာကျွန်တော်တို့ပထမဦးဆုံးစပြီးမြင်ရမှာကတော့ကျွန်တော်တို့ Roman 6 kW Roman 6 kW ကိုဒီကောင်လေးကကျွန်တော်တို့14သိန်းနဲ့ရမယ်အာမခံနှစ်နှစ်အပြည့်ပေးထားတယ်ပေါ့နော်သူနဲ့ drive ဖို့အတွက် Roman 1ဆက်ရှိမယ် Roman 51.2ကို200 H EV sale တောင်းထားပြီးတယ် life cycle 6000အဲဈေးနှုန်းလေးက350အမကန်က5 year fully ပြီးတော့ကျွန်တော် Sunny Solar ရှိမယ် Sunny Solar 48 volt 6.5 kW ဒီကောင်လေးဆိုလို့ကြည့်လို့ရှိရင်ဈေးနှုန်းလေးက16သိန်းအမကန်200ရမယ်ပြီးရင် top ရှိမယ် top 51.2ကို300 H အဲ့ဒီကောင်လေးကတလုံးချင်းယူရင်တော့ကျွန်တော်တို့65ဒေးအမကန်5 year 3+2 ဒါပေမဲ့ကျွန်တော်တို့ package လေးရှိတယ် ီ Tom နဲ့ကျွန်တော်တို့ Sunday Sola အဲပြီးတော့ကျွန်တော် Indel Grower အဲ့သုံးမျိုးနဲ့တွဲပြီးတက်စင်၅ပါအပီးစီးကိုကျွန်တော်86သိန်းနဲ့တက်ပေးမယ်အရန်တန်တယ်နော်6 kW 300အောင်မှာ86သိန်းနဲ့ရမှာအဲပြီးတော့ကျွန်တော်တို့ Indel ရှိမယ် Indel 48ကို6 kW ဒါဒီကောင်လေးဆိုလို့ကျန်အမကန်3နှစ်အပြည့်ပေးထားတယ်3နှစ်တုန်းကတခု error ပြင်အလုံးသင်းနဲ့ချိန်မိမယ်အဲ့လိုပဲ Indel battery လည်းကျွန်တော်ဒီမှာရောက်ပြီ51.2ကို280 Ah အိုက်ကောင်လေးက68သိန်း အမက5 year fully ပေးတယ်အင်မတာလိုပဲ5နှစ်အတွင်းမှာတခု error ကြီးကြီးမှဖြစ်ခဲ့တဲ့အလုံးတင်နဲ့ပြန်ချိန်မိမယ် EV ဆဲကိုသုံးထားပေးတယ် less power ရှိမယ် less power 48 volt 6 kilowatt အဲဒီကောင်လေးက16သိန်းနဲ့9000အမက1 year soluble ရှိမယ်51.2 volt 300 Ah အမက5 year fully အဲ90% DOD အဲ light cycle 6000 ADN ဆဲကိုသုံးထားပေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ အောင်48ဗို့10.2လဲရှိမယ်73နိမ့်မဲ့ရှိမယ်ဈေးရန်တန်တယ်အမကန်တစ်နှစ်ပေးထားတယ်ဒီကောင်လေးရှိမယ်ပြီးတော့ shut dot sun shut dot sun 51.2ကို 280a grade 2 battery ရှိမယ် CCS system ကိုသုံးထားပေးတယ်အဲဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့89သိန်းအမကန် 5year 3+2 on 48ဗို့11 kW အဲကောင်လေးလဲရှိမယ်28သိန်းနဲ့ရရမယ်အမကန်နှစ်ပေးတယ် 1+1 ပြီးတော့ကျွန်တော်တို့ price Prime 51.2ကို300ရေးရှိမယ်80နဲ့50အဲ့ဒီကောင်လေးကိုကျွန်တော်တို့အမကန်၅နဲ့အပြစ်ပေးတာ EV cell ကိုသုံးထားပေးတယ် Prime Chisage Foldable 6 kW Hisense Dai အဲ Hybrid Inverter ပေါ့နော်ဒီကောင်လေးဆိုလို့ကြည့်လို့ချင်းကျွန်တော်တို့30ကိုယ်တိုင်ကိုတော့အမကန်ဖိုင်ယာ fully ပေးရတယ် high quality ကြိုက်တဲ့ customer ကြီးတွေအတွက်အရန်အဆင်ပြေတယ်ပေါ့နော် fan တန်လုံးဝမရှိဘူး quality ပိုင်းအရန်ကောင်းတယ်အမကန်ပိုင်းစိတ်ချရတယ်ပေါ့နော် ပြီးတော့ကျွန်တော်တို့ shutdown နေတဲ့ချိန်မှာ shutdown 51.2ကို 300h grade 1 RPD cell ကိုတုံးထားပေးတယ်ဒီကောင်လေးသလိုကြည့်လို့ကျင်ကျွန်တော်650 Amazon Fire 3+2 ပြီးတော့ DA DA 48ဘို3 kW single phase လေးရှိမယ်850 Amazon Fire fully ပြီးတော့ Evitor Sun ရှိမယ်69.9ဒေ51.2ကို 300h ဒါဒီကောင်လေးသလို Amazon Fire fully ပေးထားတယ်ပြီးတော့ကျွန်တော်တို့ DA DF 51.2ကို100 AA လေးရှိမယ်300နဲ့တစ်သိန်း Armor Fire Fully ။အဲ့ပြီးတော့ကျွန်တော်တို့ဒီ FR ရေတန်းဇက်လေးတွေလည်းရောက်တယ်ပေါ့နော်ဒီကောင်လေးကလည်းတကုတ်ထူးကြတာကပုံမှန်ရေတန်းဇက်တွေကကျွန်တော်တို့ဒီရေပဲတန်ပေးတာပေါ့နော်သူကကြတော့ရေဘူးရေအေးနဲ့ပါတခါတည်းတွဲထားတာ water dispenser နဲ့ပါတွဲထားတဲ့ကောင်လေးအရန်အဆင်ပြေတယ်တုံးလို့တခါတည်းရေလည်းတန်ပေးမယ်ရေဘူးရေအေးလည်းတခါတည်းထုတ်ပေးမယ်ဒီကောင်လေးဆိုလို့ချင်း73,900နဲ့နဲ့ရမယ်အမကတစ်တစ်ပေးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့က grow ကလည်းရှိမယ် grower 48ကို6 kW 16တဲအမှန်ကန်တနေ့အဲပြီးတော့ဒါကျွန်တော်ဒီဘက်မှာကျတော့ inverter 12 volt လေးပေါ့နော်12 volt sunny solar 12 volt 1.5 kW MPPT controller နဲ့ solar အများဆုံးတစ်ချက်ကနေ၃ချက်ထိတက်လို့ရမယ်ဒီကောင်လေးဆိုရင်ခဏတိတ်နေ9000အမကန်တနည်းပြီးတော့ Sunny Solar Battery ရှိမယ်12.8 volt 300 Ah 23တိတ်အမကန်5 year 3+2 shut top sun 12.8 volt 100ရှိမယ်8သိန်း8000အမကန်5 year 3+2 top 12.8 volt 230ရှိမယ် bluetooth ပါမယ် display ပါမယ်ပေါ့နော်ဒါဒီကောင်လေးဆို14သိန်း5000 Amazon Fire 3 Plus 2 dot 12.8ပေါ်190ရှိမှာ Amazon Fire fully paid တယ်ကိုသိန်း900မှာရှိမှာအရန်တန်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ top top inverter လည်းရောက်ပြီ top inverter 12 volt Rebel 1.2 kW low frequency quiet type 55 W solar တစ်ချက်သုံးလို့ရမယ်ပေါ့နော်ဒါဒီကောင်လေးဆို48500ပဲကျန်အရန်အဆင်ပြေတော်တော်လေးတန်တယ်ပေါ့နော် Sunny Solar Sunny Solar 24 for 3.5 kW ဒါဒီကောင်လေးဆိုလို့ကြည့်လို့ချင်းကျွန်တော်တို့4500အမကန်တစ်နှစ် top 24.7 for 300 AH ဒါဒီကောင်လေးဆိုလို့ချင်း35သိန်းအမကန်5 year 3 plus 2 Roman 24 for 3.5 kW Wi-Fi ချိတ်လို့ရမယ်ဆိုလာအများဆုံး၈ချက်တိတက်လို့ရတယ် MPD controller နဲ့အဒီကောင်လေးဆိုလဲ၉သိန်း၅သောင်းပဲအမှန်ကနှစ်နှစ်အပြည့်ရမယ် on ကျွန်တော်ဒီမှာလက်ရှိရောက်ထားတဲ့ဒါ setup 1 set လေးပေါ့နော် on 24 3.6 kW အဒီကောင်ဆိုလဲ MPD controller နဲ့ဆိုလာအများဆုံး၆ချက်တိချိတ်လို့ရမယ်သူနဲ့ drive ဖို့အတွက်ကျွန်တော်တို့မှာ on 25.6ဖို့၃တက်လေး 34AH ပေါ့နော် 34AH လေးကျွန်တော်ဒီမှာဝင်ထားရတယ်။ဒါဒီကောင်လေးဆိုသူအတဝါတာတခုကပါလဲဆိုတော့ဒီသူ့အောင်အတွဲဆက်အချင်းချင်းဆိုလို့ချင်း24ပို့ထဲမှာဒါကျွန်တော်တို့ ဘီအမ်အက်ကျိုးလန်ကီဘက်ချိတ်လို့ရမယ်လန်ကီဘက်ချိတ်လို့ရအတွက်တောင်းတောင်း error အသေးတွေဟိုဒီ inverter ကနေပြီးတော့ကောက်ရှင်းပေးသွားမယ်ပေါ့နော်ပြီးတော့တောင်းတောင်း error လည်းသိမတက်တော့သုံးရတာအရင်အဆင်ပြေမယ် on 1 set လေးလည်းရမယ် BMS လည်းချိတ်လို့ရမယ်တလက်ဆက်လည်းကျွန်တော်ဒီအတွဲရဲ့ package ဇင်းလုံးလေးပြပြပေးလိုက်မယ် on 3.6နဲ့ အောင်25.74 314h ကိုအကျွန်တော်အားလုံးတက်ဆိုင်၅ပါအပီးစီ52သိန်း52သိန်းကိုဒီလာထဲမှာဝယ်မယ်ဆို discount 2သိန်းရမယ်အားလုံးအပီးစီ3000 ਨੇ ကျွန်တော်တက်ဆိုင်ပေးမယ်နော်ဒီမှာတော့ Armagan တစ်နှစ် battery Armagan 5 year 3+2 accessory Armagan 1 year after that subway 1 year ဒါတော့ package လေးကိုကြော်ညာပေးတာပါတော့ Roman Roman 24 4.2 kW အဲဒီကောင်လေးသလိုကြည့်လို့ရှိရင်ကျွန်တော်7သိန်းပဲရှိမယ်4.2 kW ကိုရရမယ်ဆိုလာလဲ6ချက်တိတက်လို့ရမယ် Armagan နှစ်နှစ်ရမယ် โอเคဒါကတော့ဒီနေ့ကျွန်တော်တို့ဆိုင်မှာရှိတဲ့ update ပစ္စည်းလေးတွေနဲ့ price list လေးပေါ့เนาะတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ pay messenger fiber phone number တွေကိုဆက်သွယ်ပြီးမှာယူစုံစမ်းမြင်နိုင်လို့ sign ကိုလည်းလူကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ကျွန်တော်တို့ ਨੇ မြင်မြန်နိုင်တယ်ပေါ့เนาะကျွန်တော်အသေးစိတ်လေးအကုန်သိသိ digital တွက်ချက်ပေးရပေါ့เนาะအားလုံးပဲဒါလှပ်ပါသောနေ့လေးနေ့ဖြစ်ပါခင်ဗျာ